ားလုံးပဲမင်္ဂလာပါဗျာတူလီလက်ကီကောင်လေး channel မှာပြန်နေပြီတော့ကြိုဆိုလိုက်ပါတယ်ဗျာမနေ့ကတော့လေကျွန်တော်တို့1 chain လွဲတယ်ပေါ့နော်ပရိတ်ဒါပရိတ်ကတော့မှန်တယ်1 chain ကမှန်ရင်တော့ကျွန်တော်တို့မနေ့ကတော့ပောက်ကနေမှာပေါ့နော် ဟုတ်ကဲ့ဗျာကျွန်တော်တို့မနေ့ကညနေကကျွန်တော်တွက်ပြခဲ့တဲ့ one chain line လေးပေါ့နော်39 chain တော့မှန်ခဲ့တယ်မနေ့ကတော့ဒီ one chain ကိုနောက်ထပ် one chain တစ်ခုနေကျွန်တော်တွက်ပြီးတော့တွက်ပြပေးမယ်ပေါ့နော်ကိုမတို့ကကြည့်ပြီးတော့ကြာရင်တော့သုံးပါဗျာ ီနေ့ညနေတော့အခွေပေးမှာပေါ့နော်ကိုမတို့ကြာရင်တော့သုံးပြဒီမှာခွင်ရ3ရ1ရပေါ့เนาะဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့1ရနှစ်ခက်ဒီ8 8ဒီကျွန်တော်ဒီမှာအချိန်ပြ တော့ဒီ1ရှစ်အချိန်မှာ6ရှစ်ထွက်တော့ကျွန်တော်တို့8ထီတယ်ဗျဒါတို့ကြောနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ၄ရ၅ရပေါင်းကျင်းဒီ၉၉နဲ့ဒီက၆နဲ့ပေါင်းတော့၅ဒီ၃လုံးပေါင်းကျင်း၅ဖြစ်လို့၅ရနှစ်ခက်ဒီ၃၅၃ဒီကျွန်တော်ဒီမှာအချိန်မြတ်တော့ဒီ၅၃အချိန်မှာလဲ၄၅ထွက်တော့ကျွန်တော်တို့၅ထီတယ်ဗျ ဒါဆိုကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီနှင်းရဲ့၁ရဲ့ပေါင်းချင်းဒီ၃၃နဲ့ဒီရဲ့၄နဲ့ပေါင်းတော့ခွန်းဒီ၃လုံးပေါင်းချင်းဒီခွန်းဖြစ်လို့ခွန်းရဲ့နှက်ခတ်ဒီ၃ညာခွန်း၃ညာဒီကြောင့်ဒီမှာအချိန်မြတ်ဒီခွန်း၃ညာအချိန်မှာဆိုရင်ကျွန်တော်တို့80ဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒါဆိုကြောဒီမှာခွန်း၃ညာအချိန်ကကျွန်တော်တို့နှလုံးလုံးတော့ထည့်လို့ပြောလို့ရတယ်ဗျဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော် ောက်တစ်ပုံဒီ3ရဲ့3ညရဲ့တရားခွင်ရဲ့၃၃ညခွင်ပေါင်းကျင်းဒီလဲကျွန်တော်တို့၃ညဖြစ်လို့၃ညရဲ့နှက်ခတ်ဒီခွင်၃ညခွင်ဒီကျွန်တော်ဒီမှာအချိန်မယ်ဗျဒီ၃ညခွင်အချိန်မှာလဲခွင်ရှစ်ထွက်တော့ကျွန်တော်တို့ခွင်ထိတယ်ဗျဒါဆိုကြတော့ဒီနေ့မှာပေါ့နော် ီနေ့မှာကျွန်တော်တို့6ရက်4ရက်ပေါင်းချင်းဒီ3ညာ3ညာနဲ့ဒီရက်9နဲ့ပေါင်းတော့ခွန်းဒီ3လုံးပေါင်းချင်းဒီခွန်းဖြစ်လို့ခွန်းရဲ့နှက်ခတ်ဒီ3ညာခွန်း3ညာဒီလဲကျွန်တော်ဒီညနေမှာအချိန်ပဲဗျဆက်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့ခွန်း3ညာအချိန်ပေါ့နော်အလိုမဲ့ဒါလေးလဲနားလေကြမယ်ထင်ပါတယ်ဗျတို့ဒီမှာခွန်းသုံးတစ်ပေါင်းချင်းတစ်ဖြစ်လို့တစ်နှက်ခက်ရှစ်တစ်ရှစ်အချိန်မှာ6ရှစ်ထွက်တော့ရှစ်ထီတယ်နောက်တစ်ပင်ဒီ4 5 6ပေါင်းချင်းဒီ5ဖြစ်လို့ ငါးနှစ်ခတ်သုံးငါးသုံးအချိန်မှလည်းလေးငါးထွက်တော့ငါးထီတယ်ဗျနောက်တစ်ပင်ဒီလည်းနှစ်တစ်လေးပုံချင်းဒီခွန်ဖြစ်လို့ခွန်နှစ်ခတ်သုံးညာခွန်သုံးညာအချိန်မှ80ထွက်တော့ကျော်နှလုံးတော်ထီတယ်ပေါ့နော်နောက်တစ်ပင်ဒီလည်းသုံးသုံးညာခွန်ပုံချင်းဒီသုံးညာဖြစ်လို့သုံးညာရဲ့နှစ်ခတ်ဒီခွန်သုံးညာခွန်ဒီအချိန်သုံးညာခွန်အချိန်မှလည်းခွန်ရှစ်ထွက်တော့ခွန်ထီတယ်ဗျဒါကြောင့်မို့ဒီညာနေအတွက်က 6ရက်4ရက်9ရက်ဒီ3လုံးပေါင်းခြင်းဒီခွင်ဖြစ်လို့ခွင်ရက်နှစ်ခက်ဒီ3ညာခွင်3ညာဒီအချိန်မြတ်ထပ်ပေးမယ်ဆိုရင်တော့ခွင်3ညာအချိန်ပေါ့နော်မနေ့ကကျွန်တော်တို့3ညာခွင်အချိန်ခွင်ထိခဲ့တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီညနေမှာဒီ1ချိန်လေးကိုတွက်ပြပေးခြင်းဖြစ်တယ်ဗျာ တော့ဒီမှာเนาะဟိုပါဘောเนาะเนาะထပ်ဝန်းချင်းဒီခွင်းရ3ရ1ရဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့1ရနှစ်ခက်ဒီ6 1 6ဒီလဲကျွန်တော်ဒီမှာအချိန်မြတော့ဒီ1ရှစ်အချိန်မှာ68ထွက်တော့8ထီတဲ့ဒီမှာဆိုရင်1ချိန်ဒီကျွန်တော်တို့1ရှစ်အချိန်1ရှစ်အချိန်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့8ပိုင်းပေးပြီးတော့68ဆိုပြီးတော့ထွက်တယ်ဗျာ ါဆိုကျော်ဒီမှာနောက်တစ်ပင်ဒီ3ရက်5ရက်ဒီနှလုံးပေါင်းခြင်းဒီ6ရက်နဲ့ကျော်ဒီက6နဲ့ပေါင်းတော့4ဒီ3လုံးပေါင်းခြင်းဒီ4ဖြစ်လို့4ရက်နဲ့ခက်ဒီနှင်း4နှစ်ဒီကျော်ဒီမှာအချိန်မြတ်ဒီ4နှစ်အချိန်မှာ4 5ထွက်တော့4ထီတယ်ဒီမှာဆိုကျော်1ချိန်ဒီ5 3အချိန်4နှစ်အချိန်ပေါ့နော် ဒီအချိန်နှစ်ချိန်ဒီမတူတဲ့အချိန်မှာတော့အပြစ်ပေါက်ပေးတာတွေ့ရတယ်ကျွန်တော်တို့ဒီရ၄ဒီရ၅နဲ့၄၅ဆိုပြီးတော့ထွက်တယ်ဗျအဲဒါကြတော့ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ9ရဲ့1ရဲ့ပေါင်းခြင်းဒီ6 6နဲ့ဒီရ၄နဲ့ပေါင်းတော့3ညဒီ3လုံးပေါင်းခြင်း3ညဖြစ်လို့3ညရဲ့2ခက်ဒီခွန်း3ညခွန်းဒီကျွန်တော်ဒီမှာအချိန်ရ ဒီ၃ညခွင်အချိန်မှာလဲကျွန်တော်တို့90ဆိုးပြီးအောင်ထွက်တော့နှလုံးလုံးထိတယ်ပေါ့နော်ဒီမှာဆိုရင်ခွင်၃ညအချိန်၃ညခွင်အချိန်မှာလဲကျွန်တော်တို့အပြည့်ပေါက်ပေးတယ်ပေါ့နော်ဒီရခွင်ဒီရ၃ညနဲ့90ဆိုပြီးတော့ထွက်တယ်ဗျအဲ့တော့ဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီ1ရဲ့3ညရဲ့ဒီရခွင့်1 3ညခွင့်ပေါင်းချင်းဒီ10ဖြစ်လို့10ရဲ့နှစ်ခက်ဒီ10 11ဒီကျွန်တော်ဒီမှာအချင်းမြတ် တော့ဒီ shift တဲ့အချိန်မှာလည်းခွန် shift ထွက်တော့ shift ထီတယ်ဒီမှာဆိုရင်1ချိန်2ချိန်ဒီကျွန်တော်တို့တုံညာခွန်အချိန် shift တဲ့အချိန်ပေါ့နော်ဒီမှာလည်းတွဲရင်ပြပောက်ပေးတယ်ဒီရခွန်ဒီရ shift နဲ့ခွန် shift ဆိုပြီးတော့ထွက်တယ်ဗျ1ချိန်2ချိန်မတူရင်တော့ပြပောက်ပေးနေရပါတော့။ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ1ချိန်ဒီ3ညရဲ့4ရဲ့ပေါင်းချင်းဒီ4 4နဲ့ကျွန်တော်ဒီက9နဲ့ပေါင်းတော့1အားလုံးပဲဒါလေးရဲ့နားလိုက်မလို့ထင်တယ်ပေါ့နော်။3ည4 9ပေါင်းချင်းဒီ1ဖြစ်လို့ တရဲ့နှက်ခတ်သည်ရှေတရှိသည်ကျွန်တော်ဒီမှာအချိန်မြဒါဆိုကျွန်တော်ဒီမှာခွန်း၃ညအချိန်တရှိအချိန်ပေါ့နော်1ချိန်2ချိန်ဒီမတူဘူးမတူတဲ့အချိန်မှာတော့အပြည့်ပေါက်ပေးတာတွေ့ရတယ်ဗျဒါဆိုရင်ကျွန်တော်တို့ကတွဲမယ်ဆိုခွန်း၁ခွန်း၈၃ည၁၃ည၈ဆိုပြီးတော့ခဏန်း၄ခွက်ရရတယ်ပေါ့နော် တော့ဒီမှာ1ရဲ့3ရဲ့ပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီ4ဖြစ်လို့4ရဲ့ power ဒီ9 4 9ဒီကျွန်တော်ဒီမှာအချိန်မြတ်တော့ဒီ4 9အချိန်ဆိုလဲ4 5ထွက်တော့4ထီတဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီ5 3အချိန်ဒီဘက်က4 9နဲ့တွဲရင်လဲအပြည့်ပေါက်ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ6ရဲ့6ရဲ့ဒီနှလုံးပေါင်းခြင်းဒီ2ဒီနှလုံးပေါင်းခြင်း2ဖြစ်လို့2ရဲ့ power ဒီခွန်း2ခွန်းဒီကျွန်တော်ဒီမှာအချိန်မြတ် ဒီနှစ်ခွန်အချင်းမှာလည်း80ထွက်တော့ခွန်ထိတယ်ဒီမှာဆိုကျော်တို့ခွန်၃ညအချင်းတီဒီဘက်ကနှစ်ခွန်နဲ့တွဲရင်လည်းအပြည့်ပေါက်ဖြစ်တယ်ပေါ့နော်80ဆိုပြီးတော့အပြည့်ပေါက်ဖြစ်တယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ၄ရဲ့၄ရဲ့ဒီနှလုံးပေါင်းခြင်းဒီ၈ဖြစ်လို့၈ရဲ့ပါဝါဒီ၃၈၃ဒီကျွန်တော်ဒီမှာအချင်းပြဒီ၈၃အချင်းမှာလဲခွန်၈ထွက်တော့၈ထီတယ်ဒီမှာဆိုရင်ကျွန်တော်တို့က ဒီ39ခွန်အချိန်ဒီဒီဘက်က83နဲ့တွဲရင်လည်းအပြည့်ပေါက်ဖြစ်တယ်ဒီ81နဲ့တွဲရင်လည်းအပြည့်ပေါက်ဖြစ်တယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်93အချိန်4နှစ်အချိန်49အချိန်ဒီမှာတူညီတာဒီကျွန်တော်တို့ဒီမှာ၄ဒီမှာ၄မို့၄ဘိုင်၄ဘိုင်ကိုဒီဘက်က93နဲ့တွဲရင်45 43ဆိုတဲ့ခဏန်းဒီ main နှစ်ကွက်ပေါ့နော်ဒါတို့ကျွန်တော်ဒီမှာလဲခွန်3ညအချိန်3ညခွန်အချိန်2ခွန်အချိန်ဒီမှာလဲကျွန်တော်တူညီတာတီတော့ ခွန်တုံညာအချင်းဒီတူညီတယ်ပေါ့နော် ခွန်တုံညာအချင်းကိုကျွန်တော်ဒီနှစ်ခွန်းနဲ့တွဲရင်လဲကျွန်တော်တို့80ဆိုးပြီးတော့ပါမယ်ဗျ။အဲကျွန်တော်ဒီမှာတုံညာခွန်အချင်း၈တက်အချင်း၈၃အချင်းဆိုတော့တူညီတာဒီဒီမှာ၈ဒီမှာ၈မို့၈ပိုင်း၈ပိုင်းကိုဒီဘက်ကတုံညာခွန်နဲ့တွဲရင်88ခွန်းဆိုပြီးတော့ကနန်းနှစ်ကွက်မှာကျွန်တော်တို့ခွန်၈ဆိုပြီးတော့ထွက်တယ်ပေါ့နော်။ဒါကတော့ main ကနန်းအနေနဲ့ယူဆယူလို့ရပါတယ်ဗျ။အဲကျွန်တော်ဒီမှာဒီ၈ရခွန်ရပေါ့နော်။ဒီနှလုံးပေါင်းခြင်းဒီ၅ဖြစ်လို့ ငါရဲ့ပါဝါတီတုံညာငါတုံညာတီကျော်ဒီမှာအချိန်မြဒါဆိုကျော်ဒီမှာပဲပေါ့နော်အပေါ်ပင်တိုင်းဆက်ယူရမယ်ဆိုရင်ဒီမှာဒီခွန်တုံညာအချိန်၁ရက်အချိန်ငါတုံညာအချိန်ဆိုတော့တူညီတာဒီကျွန်တော်တို့ဒီမှာတုံညာဒီမှာတုံညာမို့တုံညာပိုင်းတုံညာပိုင်းကိုကျွန်တော်တို့ကဒီ၁ရက်နဲ့တွဲရင်တုံညာ၁တုံညာ၈ဆိုပြီးတော့မိန်းနှစ်ကွက်ရမယ်ပေါ့နော်ကျော်ဒီပြင်မှာဆိုရင်ငါတုံ လေးနှစ်ကိုပေါ့နော်ဒီကနန်းนี่ခွေရင်လေး၅ပါမယ်ကျော်ဒီမှာလဲခွန်၃ညနှစ်ပေါ့เนาะဒီ၃လုံးခွေရင်ကျွန်တော်တို့က80ဆိုပြီးတော့ပါမယ်ဗျဒီမှာလဲကျွန်တော်တို့၃ညခွန်83ပေါ့เนาะဒီ၅လုံးခွေရင်ခွန်8ဆိုပြီးတော့ပါမယ်ဒါဆိုကျော်ဒီနေ့မှာခွေရမှာဒီခွန်၃ညတစ်ရှစ်၅ပေါ့เนาะအကူမတို့ကြည့်ရင်တော့၃ပါဗျခွန်၃ညတစ်ရှစ်၅အခွေပါဗျ ကျွန်တော်ဒီခွင်တုံညာ185ခွေးမယ်ဆိုရင်တော့ခဏ10ခွက်ထွက်မှာပေါ့နော်ဒီထက်မှာတော့ကျွန်တော်တို့80ရဲ့80ရဲ့ဆိုပြီးတော့ပြန်ကြခဏပါတယ်ဗျဟုတ်ကဲ့ပါအလုံးမဲ့ကျွန်တော်ရှင်းပြလေးရနားလိုက်မယ်လို့ထင်တယ်ပေါ့နော်ကိုမတို့ကကြိုက်နှစ်တက်မှလည်း၃ပါဗျာ ီညနေမှာကျွန်တော်တွက်ပြတဲ့ခဏန်းလေးဒီပေါကနန်းလေးဖြစ်ပါစေဗျာကိုမတို့ကြိုက်တဲ့ခဏန်းဒီလည်း၄နာရီခွဲထွက်မဲ့ခဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာကျွန်တော်လည်းကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းဆဲဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe နဲ့ရတဲ့ကိုမရီယာလည်း subscribe နဲ့ပြုဖို့တောင်းဆိုပါလိမ့်ဗျအားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအားလုံးပဲ